အော့စတင်ကရီယဲကိုအနိုင်နိုင်စွမ်းရှိတယ်ကျွန်တော်အားလုံးပဲမင်္ဂလာပါခင်ဗျာ 3G Corners ကနေအော့စတင်ပြိတ္တတို့အားလုံးကိုကြိုးဆိုပါရစ်ရီယဲကချန်ပီယံလိဘယင်ကြီးလားချန်ပီယံလိဘယင်ကြီးလဲဘယ်တော့မှမရှုံးတော့ဘူးလားလက်ရှိအသည့်ချန်ပီယံလိမှာရီယဲကနောက်တစ်ဆင့်ကိုနောက်ဖေးပေါက်ကတက်လာတာပါရှုံးနှန်းဆင့်ကိုတိုက်ရိုက်တက်ခွင့်မရဘဲ playoff ကစားခဲ့ရတယ် playoff မှာ man city ကိုအသေးအတန်ကစားရတယ်လို့ပြီးခဲ့တဲ့ရှုံးနှန်း16တင်းအဆင့်မှာလဲ madrid မြို့ကန်ပြိုင်ပတ် အက်တလတီကိုမက်ဒရစ်အသင်းကိုကန်ကောင်းပြီးတော့နိုင်ရလာခဲ့တာပါအက်တလတီကအေဗရက်ရှ်ရဲ့ပန်နရီကန်ချက်ကဒဘယ်တက်ချ်ဖြစ်ပြီးတော့ဂိုးမရခဲ့ပဲအဲ့ဒီဖြစ်အကြောင်းရီးရဲ့ကန်ကောင်းခဲ့ရတယ်ပြောရင်လည်းရီးရဲ့ကအရန်ထူးချွန်နေတဲ့အသင်းတော့မဟုတ်ပါဘူးအနိုင်ယူလို့မရစရာအကြောင်းလည်းမရှိပါဘူးအာဆယ်သင်းကြီးပြအာဒီတာကချန်ပီယံလိဂ်ကွာတာဖိုင်နယ်အဆင့်ကိုနေရာဒီချက်တက်ရောက်နိုင်လို့အလုံးကိုပျော်ရွှင်ကြောင်းပြီးတော့ရီးရဲ့မက်ဒရစ်အသင်းကို99ဆန်းရှိတယ်လို့လည်းကြွေးကြော်လိုက်ပါတယ်အာဆယ်သင်းက16အသင်းအစီအမံသူတို့ရဲ့ဇာကိုပြသထားနိုင်တာပါ PSV သင်းကို Arsenal ကနှစ်ကြော်ပေါင်းရလက်6ကို3ကိုနဲ့အနိုင်ပြီးတော့ Champions League Quarter Final အဆင့်ကိုတက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ Arsenal က Arsenal သင်းကိုပြီးခဲ့တဲ့ရာသီမှာ Champions League ဝင်ခွင့်ပြန်လည်ရရှိအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့တဲ့ပြင် Quarter Final အဆင့်ထိအောင်ပိုးဆောင်ပေးနိုင်ခဲ့တာပါ။ Champions League ဆိုတာ Arsenal ပြိတ္တတွေအလိုချင်ဆုံးဆုလက်ဖြစ်ပြီးတော့ Arsenal လက်ထက်ကြမှာပြန်ပြောင်းမျောလင်းခွင့်ရှိလာတာပါ။ပြီးခဲ့တဲ့ရာသီမှာ Arsenal က Quarter Final မှာ Bayern Munich အသင်းကိုရှုံးနေပြီးတော့ပြိုင်ပွဲကနေထွက်ရပေမဲ့လက်ရှိရာသီမှာအဲ့လိုထပ်ပြီးတော့မဖြစ်ချင်ကြတော့ပါဘူး။ Arsenal က quarter final ကို200သီစတ်တယောက်နိုင်ခဲ့တဲ့တူကကျွန်တော်အရန်ကိုပြောပါလိမ့်ဒါအရန်ကိုခတ်ခဲ့တဲ့ຢာတစ်ခုပါပြီးကြတဲ့15နှစ်တွင်းမှာဒီလိုမျိုးလှုပ်ဆောင်နိုင်တာပထမဆုံးချိန်ဖြစ်တာကြောင့်ဒါဘလောက်ခတ်ခဲလဲဆိုတာကိုသိနိုင်ပါလိမ့်ဒီတော့ကျွန်တော် exam တွေကိုကျွန်တော်အတိအမှတ်ပြုပါလိမ့်ကျွန်တော်နောက်ထပ်အများကြီးထည့်ရခြင်းပါလိမ့်ကျွန်တော်မှလှုပ်ဆောင်နိုင်တဲ့အရေးသွေးတွေရှိရလို့လည်းယုံကြည်ပါတယ်လို့ပြောခဲ့ပါလိမ့်အာရီတာက Champions League quarter final မှာ Real အသင်းနဲ့ဆုံးတွေ့နေခြင်းကိုလည်းကျွန်တော် Real အသင်းကိုနိုင်နိုင်စွမ်းရှိပါတယ်ဒါမဲ့ကျွန်တော်ရဲ့အကောင်းဆုံးပုံစံပြသနိုင်မှုလိုအပ်ပါတယ် နှစ်ကြော်စလုံးရဲ့မိနစ်တိုင်းမှာအကောင်းဆုံးဖြစ်နေရမှာပါသူတို့အခွင့်အရေးနည်းနည်းမှပြီးလို့မဖြစ်ပါဘူးဘာကြောင့်လဲဆိုတော့သူတို့ကရတဲ့အခွင့်အရေးကိုယူသွားနိုင်စွမ်းရှိတဲ့အသင်းဖြစ်နေလို့ပါပဲလို့သုံးသပ်ခဲ့ပါတယ်ရီယယ်ကအာဆန်နဲ့မတွေ့ခင်မှာမိုင်းဂိမ်းလုပ်နေပါတယ်အာဆန်နောက်ကန်စားမဆလီဘာကိုရီယယ်ကခေါ်ယူခြင်းနေတာပါဆလီဘာတော့ရီယယ်ကိုလုံးဝစိတ်မဝင်စားပါဘူးအာဆန်မှာပဲပျော်ရွှင်နေပါတယ်လို့ပြန်ပြီးတော့တုံ့ပြန်ထားတယ်ရီယယ်ကလာမဲ့နွေရာသီမှာ23နှစ်သားဆလီဘာကိုအဓိကပြမဖြစ်နဲ့ခေါ်ယူခြင်းနေတာပါဆလီဘာကအာစတန်တင်းနဲ့2029ခုနှစ်ထိ စာချုပ်တက်တန်းရှိနေပြီးတော့အသေးနဲ့တူအဓိကဆူမလားတွေကိုလည်းရယူခြင်းနေပါတယ်ဆလီပါကဒီမှာကျွန်တော်တကယ်ကိုပြောဆွေးနေပါတယ်စာချုပ်လည်းရှိသေးတယ်လीအသေးနဲ့တူအဓိကဆူမလားတွေလည်းရယူခြင်းမသေးတယ်လို့ပြောခဲ့ပါတယ်ဆလီပါကလက်ရှိချိန်မှာအကောင်းဆုံးနောက်ခံလူဒူးဖြစ်နေခြေစွမ်းပြနေလို့ရီယက်ကပေါင်တန်းတရာဝင်းကျင်နဲ့ကန်လိုက်ရမယ်လို့လည်းကျွမ်းကျင်သူတွေကအကဲဖြတ်နေကြပါတယ်အာဆယ်တွန်2006ချန်ပီယံလိခင်းကျင်းတွေပြန်ပြီးတော့အသက်ဝင်နေပါပြီရီယက်ကိုနိုင်ကြော်ဖြတ်ပြီးတော့ဖိုင်နယ်ရောက်မယ်ကန်စာတာမျိုးထပ်ပြီးတော့ပိုင်ဆိုင်ခွင့်ရှိနေတာပါ အော်တိုင်းစူပါကွန်ပျူတာကချန်ပီယံလိမှာအာဆင်ကတတိယဘိုးဆွဲနိုင်ချိန်အမြင့်မားဆုံးအသင်းဖြစ်တဲ့သတ်မှတ်ထားပါတယ်။အာဆင်ချန်ပီယံလိချန်ပီယံဖြစ်ခွင့်16.8ရာခိုင်နှုန်းတိရှိနေတာပါ။ဗီလာရဲ့ချန်ပီယံဖြစ်ခွင့်က2.8ရာခိုင်နှုန်းသာရှိနေတာပါ။ထူးဆန်းတာအာဆင်နဲ့ရင်ဆိုင်မဲ့ချန်ပီယံလိပြင်ရီယယ်တီရဲ့ချန်ပီယံဖြစ်နိုင်ချေရာခိုင်နှုန်းကို73.6ရာခိုင်နှုန်းသာအော်တာကသတ်မှတ်ထားတာဖြစ်ပါတယ်။အာဆင်ကရီယယ်ကိုကျော်ဖြတ်နိုင်စွမ်းရှိတယ်လို့အော်တိုင်းစူပါကွန်ပျူတာကအစယုံကြည်နေတာပါ။ရီယယ်ကဘာမှမလို့အာဆင်အသင်းက မနိုင်ရမှာလေဟုတ်ကဲ့ဗျဒီဘက်ကတော့ပေါပင်းများဆိုတော့ကန်နာတို့ရောဆွေးနွေးပေးပါအောင်ကျွန်တော်ရီယန်နဲ့ဆုံတွေ့နေဆိုတော့တော်လေးကိုပွဲချက်နေနေတာဖြစ်ပေမဲ့ရီယန်ကဘာသားနဲ့ထုတာမှလို့လေဗျဆိုတော့ပြိုင်ဘက်ကောင်းနေဖြစ်မယ်လို့ယုံကြည်တယ်ပွဲကောင်းနှစ်ပွဲကိုစားပြပြီးတော့နောက်ဆုံးတက်အောင်နိုင်ဖို့အချိန်လေးဘလောက်များရှိနိုင်မလဲဆွေးနွေးပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ